ကဘာပေါ်မှာလူတွေအတွက်အရေးကြီးဆုံးပြည့်စုံနေရမယ့်အရာကိုပြပါဆိုရင်တော့ကျမ်းမာရေးပါပဲ။ကျမ်းမာမှာကိုချစ်တဲ့သူတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီးတော့ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးအရာအလုံးထက်ပိုအရေးကြီးတဲ့လူကျမ်းမာရေးကိုရန်ရှာနိုင်တဲ့ virus ပိုတွေရောဂါပိုတွေကလည်းလူတွေနားမှာရှိနေတတ်ပါတယ်။ဒီလို virus ပိုတွေအများကြီးတဲ့ရမှာလူတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောက်နိုင်ပြီးလူတွေကိုမျိုးတုံးစေနိုင်လောက်တဲ့အန္တရာယ်အများဆုံး virus ပိုတွေအကြောင်းဒီနေ့မှပြောပြပေးသွားမှာဖြစ်ပါတယ်။ ။ဒါကြောင့်ဘယ် virus ပိုးတွေကလူတွေကိုအသက်အန္တရာယ်ထိချိန်ချောက်နိုင်ပြီးဒီ virus ပိုးတွေသာဖြစ်ရင်လူတွေဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲဆိုတာကိုဒီနေ့မှပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကြောက်ရောဂါကြောက်ရောဂါဆိုတာကတော့လူတော်တော်များများသိတဲ့အသေးအပြောက်အများဆုံး virus ပိုးကြောင့်ဖြစ်တဲ့ရောဂါပဲဖြစ်ပါတယ်။ကြောက်ရောဂါက variola virus ကနေဖြစ်တာဖြစ်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာအမှုံအမွှားနဲ့ဓာတ်ရိုက်ထိတွေ့ခြင်းကနေကူးစက်နိုင်တာပဲဖြစ်ပါတယ်။ ဒီယောဂပိုကူးစက်ခံရပြီဆိုရင်တော့အဖျားကြီးခြင်းခန္ဓာကိုယ်ကြိုက်ခဲခြင်းနဲ့အဖုအပိတ်နေထွက်ပြီးနာကျင်ခံစားရတဲ့အနာတွေဖြစ်လာမှာပဲဖြစ်ပါတယ်။သမိုင်းတစ်လျှောက်မှာကြောက်ယောဂါကြောင့်ခံမှန်းခြေလူဦးရေတန်း300နဲ့900ခန်းလောက်တည်ဆုံးခဲ့ရပါတယ်။ဥရောပကိုလိုနီတွေကယောဂပိုကိုဘယ်ဟာမှမသိတည်ဆောင်လာပြီးအမေရိကန်လူမျိုးတော်တော်များများအပါအဝင်နိုင်ငံတော်တော်များများကိုကူးစက်ပြန့်နှံ့သွားခဲ့ပါတယ်။ 18ရာစုကနေစပြီးရာစုနှစ်တော်တော်ကြာကာကွယ်ဆေးတွေမပေါ်ပေါက်ခင်အထိရတော့ကြောက်ရောဂါလူတော်တော်များများကိုရှင်လက်လက်ဝါမြုပ်ခဲ့ပါတယ်1980မှာတော့ကြောက်ရောဂါကိုအမြင့်ပြည့်ချိန်မုံနိုင်ခဲ့တဲ့ကာကွယ်ဆေးထွက်ပေါ်လာခဲ့တာကြောင့်အခုနောက်ပိုင်းမှာတော့ကြောက်ရောဂါမဖြစ်အောင်ကာကွယ်နေနိုင်ပြီပဲဖြစ်ပါတယ် ဒါပေမဲ့လည်းကာကွယ်ဆေးမပေါ်ခင်ကာလတွေမှာတော့ကြောက်ယောဂါအကြောက်စရာအကောင်းဆုံးကူးစက်ယောဂါရဲ့တရားတစ်ခုဖြစ်နေခဲ့ပြီးကူးစက်ခံရသူ၁၀ယောက်မှာဆိုရင်၃ယောက်သေဆုံးနိုင်ပြီးကျန်တဲ့9ယောက်ကတော့ခန္ဓာကိုယ်တစ်ခုလုံးအမာရွတ်ကြံရင်ကြံမကြံရင်မျက်စိကွယ်တဲ့အထိဖြစ်သွားတတ်ပါတယ်။နံပါတ်2 Ebola Ebola ကလည်းအလွန်ကြောက်စရာကောင်းတဲ့ virus တွေတရားတစ်ခုဖြစ်ပြီးတော့60ရာခိုင်နှုန်းအထိသေဆုံးမှုနှုန်းမြင့်မားတဲ့ယောဂါတစ်မျိုးပဲဖြစ်ပါတယ်။ အီဘိုလာကိုတော့1986ခုနှစ်မှာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီးတော့တခြားရောဂါတွေလိုမျိုးလေယာဉ်နေတဆင်ကူးစက်တာမျိုးမဟုတ်ဘဲသွေးတွေနဲ့ချွေးတို့လိုမျိုးကိုရင်းအရေးတွေကနေပြီးတော့ဓာတ်ရိုက်ထိတွေ့ခြင်းကနေကူးစက်တာမျိုးဖြစ်ပါတယ်အီဘိုလာပိုးကခန္ဓာကိုယ်ထဲကိုရောက်တာနဲ့ပြင်းထန်စွာသွေးထွက်ခြင်း၊ကိုယ်တွင်းအင်္ဂါချွတ်ရွေးခြင်းနဲ့ပြင်းထန်နာခြင်းစွာသေဆုံးရခြင်းတို့ဖြစ်စေပါတယ်။ အီဘိုလာရောဂါကြောင့်သေဆုံးရသူအများဆုံးဖြစ်ခဲ့တာကတော့2014နဲ့2016လောက်မှာဖြစ်ပြီးတော့အဓိကအားဖြင့်အနောက်အာဖရိကမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။အီဘိုလာကုသဆေးတွေကအသက်ရှင်မှုနှုန်းကိုမြင့်တင်ပေးနိုင်ပေမဲ့လည်းအာမခံချက်တော့မရှိသေးပါဘူး။ဒါကြောင့်အီဘိုလာရောဂါပိုးကသမိုင်းတစ်လျှောက်မှာ လူ အသက်ကိုအနှောက်ယူနိုင်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးဗိုင်းရပ်စ်ရောဂါရဲ့တစ်ခုဖြစ်လာပါဗါး။နံပါတ်3စပိန်တုတ်ကွေး နှစ်စဉ်နှစ်တိုင်းယာတီတုပ်ကွေးမျိုးကွဲများစွာဖြစ်တတ်ကြပါမယ်။စပိန်တုပ်ကွေးကတော့တခြားတုပ်ကွေးတွေနဲ့မတူဘဲလူတွေအတွက်အလွန်အမင်းအန္တရာယ်ကြီးတဲ့တုပ်ကွေးပိုးတစ်ခုပဲဖြစ်ပါတယ်။1918မှာဖြစ်ခဲ့တဲ့စပိန်တုပ်ကွေးရာဆိုရင်နှစ်နှစ်အတွင်းမှာ လူပေါင်းတန်း900ကျော်ကူးစက်ခဲ့ပြီးဒီအရေးအတွက်ကကမ္ဘာလူဦးရေရဲ့သုံးပုံတစ်ပုံပဲဖြစ်ပါတယ်။ ဒီကာလရမှာဆိုရင်တေဆုံးသူအရေအတွက်ကလည်းတန်း90ကျော်ဖြစ်ပြီးပထမကဘာစစ်တုံးကတေဆုံးခဲ့ရတဲ့သူတွေထက်အရေအတွက်များနေရပဲဖြစ်ပါတယ်။ဒီတုတ်ကွေးရဆိုရင်တခြားတုတ်ကွေးတွေလိုတက်ကြီးရွယ်ုံနဲ့ခလေးသူငယ်တွေကိုပဲထိခိုက်စေနိုင်တဲ့ပုံမှန်တုတ်ကွေးမျိုးမဟုတ်ပဲကျန်းမာတဲ့လူငယ်တွေကိုပါတေဆုံးစေနိုင်တဲ့တုတ်ကွေးပိုးမျိုးပဲဖြစ်ပါတယ်။ တုတ်ကွေးပိုးဝင်ပြီဆိုတာနဲ့ပြင်းထန်အဆုတ်ရောင်ယောဂနဲ့ကိုရင်းအင်္ဂါချုပ်ရင်းမှုတွေကြောင့်နာယီပိုင်းအတွင်းဒါမှမဟုတ်ရက်ပိုင်းအတွင်းမှာပဲသေဆုံးစေနိုင်တဲ့ virus ပိုးတစ်မျိုးပဲဖြစ်ပါတယ်ဒီတုတ်ကွေးပိုးအတွက်ကာကွယ်ဆေးကုသဆေးမရှိတဲ့အပြင်ပထမကဘာစစ်အတွင်းမှာတကိုယ်ရည်တန့်ရှင်းတွေလည်းမလုံနိုင်ကြတာကြောင့်ကူးစက်မှုမြန်ပြီးအခုလိုတေဆုံးနှုန်းတွေလည်းမြင့်မားလာတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီတုတ်ကွေးပိုးဟာဆိုရင်လူသမိုင်းမှာအဆိုးရွားဆုံးကပ်ရောဂါတွေတည်းကတစ်ခုဖြစ်ခဲ့ရပါတယ်။ ။နံပါတ်၄ COVID-19 နောက်ဆုံးအနေနဲ့ကတော့တက္ကပါလုံးမကြသေးခင်ကခံစားခဲ့ရတဲ့ COVID-19 ရောဂါပိုးပဲဖြစ်ပါတယ်။ COVID-19 ဟာဆိုရင်2019ခုနှစ်နှောင်းပိုင်းလောက်မှာပေါ်ပေါက်လာပြီးတက္ကပါလုံးကိုအလင်းအမြန်ပဲပြန့်နှံ့သွားခဲ့တဲ့ယောဂါဆိုးတစ်မျိုးပဲဖြစ်ပါတယ်။ဒီယောဂါကြောင့်ပဲတက္ကပါလုံးစီးပွားရေးပိတ်ဆို့ခဲ့ရပြီးနေစဉ်လူနေထိုင်မှုဘဝတွေပါပြောင်းလဲခဲ့ရပါတယ်။ အတီးပြူသေးဆုံးသူ9တန်းကျော်ရှိပြီး COVID-19 နောက်ဆက်တွဲရောဂါတွေကိုခံစားနေရသူတွေလည်းယခုထိရှိနေပါဗျ။ COVID ကြောင့်သေဆုံးခဲ့ရသူတွေပြင်းထန်ခံစားရသူတွေများပြခဲ့ပြီးပြင်းထန်အဆုတ်ပိုးဝင်ခြင်း၊သွေးခဲခြင်းနဲ့ရေရှည်နှောင်းဆက်တွဲရောဂါတွေလည်းဖြစ်ခဲ့ကြပါဗျ။ဒီ virus ကဆိုရင်အသက်ရှူလမ်းကြောင်းမှာရှိတဲ့အမှုန်မှားတွေကနေတဆင်းအလွယ်တကူကူးစက်နိုင်တာကြောင့်ထိန်းချုပ်ရခက်ခဲပြီးအကြီးဆုံးစိန်ခေါ်မှုတစ်ခုကတော့လင်းမြန်တဲ့ဗီဇပြောင်းလဲခြင်းတွေကြောင့်မလို့ ထိန်းချုပ်တဲ့နေရာမှာမျိုးကွဲအစ်စ်တွေထထွက်ပေါ်ထွက်လာတာကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ကာကွယ်ဆေးတည်ထွင်နိုင်မှုကြောင့်ဒီကယောဂါဆိုးကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ COVID-19 ကသမိုင်းတစ်လျှောက်မှာဆိုရင်အသေးပြောက်အများဆုံး virus ပိုမဟုတ်ခဲ့ပေမဲ့လည်းဒီရောဂါတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပြီးပိတ်ဆို့မှုများစွာဖြစ်ခဲ့ရာအကြောင်းကမ္ဘာလုံးဆိုင်ရာနှောက်ယှက်ပေးဆုံးရောဂါတော့ဖြစ်ခဲ့ပါဗျာ။ အခုပြောပြပေးခဲ့တဲ့ virus ယောဂါပိုးတွေကတော့တကဘာလုံးဆိုင်ရာလူများစွာရဲ့အသက်အိုးအိမ်ကိုချိန်ချောက်ခဲ့တဲ့ကပ်ယောဂါဆိုကြီးတွေပဲဖြစ်ပါတယ်။ဒီယောဂါတွေတဲ့ကတချို့ကတော့ကာကွယ်ဆေးတွေရှိရာကြောင်းထပ်ဖြစ်စရာကြောင်းမရှိတော့ပေမဲ့တချို့ယောဂါတွေကတော့အခုထိကာကွယ်ဆေးရှာများတာမျိုးရှိပါသေးတယ်။ဒါပေမဲ့အခုလိုတိုးတက်တဲ့ခေတ်ကြီးထဲမှာဒီယောဂါဆိုကြီးတွေကိုတွန်းလှန်ဖို့အတွက်ကျန်းမာရေးကိုအမြဲကြီးဥစားနေမယ်ဆိုရင်တော့ကျန်းမာရေးကဘာကြီးကိုတိစောက်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုဘူးသုဒရရစရာအကြောင်းအရာလေးတွေကိုထပ်သိကျင်နေဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်